NLD ကိုယ်စားလှယ်ဒေါ်အေးမြတ်မြတ်မျိုးကိုပြည်တော်စုဝင်ကြီးဦးအောင်မြင့်ရဲ့ရွေးကောက်ပွဲကိုယ်စားလှယ်ကတရားစွဲဆိုထားတဲ့အမှုမှာတရက်လို့ကိုမမှန်သက်သေထွက်ဆိုမှုနဲ့အရေးယူပေးဖို့ရှောက်ထားချက်ကိုတရားသူကြီးကပယ်ချခဲ့ပါတယ်။အာကာသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဆောင်မျိုးကြောက်တမ်းမြို့နယ်တရားရုံမှာမက်စလာ9ရက်နေ့ကပြုလုပ်တဲ့ရုံးချိန်မှာအခုလိုဆုံးဖြတ်ချက်ချခဲ့တာပါ။ ပြောင်းစုဝင်ကြီးဦးအောင်မြင့်ရွေးကောက်ပွဲကိုယ်စားလှယ်ကိုပြည်မှုဆိုင်ရာကျင့်သုံးဥပဒေပုံမှာ193နဲ့အရေးယူပေးဖို့လျှောက်ထားချက်ကိုကျောက်တန်းမြို့နယ်တရားသူကြီးအနေနဲ့ဒုတိယအကြိမ်မြောက်ပေးချတာဖြစ်ပါတယ်။ပထမတစ်ကြိမ်ကလည်းဒေါ်အေးမြမြမျိုးနဲ့အတူရွေးကောက်ပွဲဥပဒေနဲ့တရားစွဲဆိုခံခဲ့ရတဲ့ကျောက်တန်းမြို့နယ်ကပြည်သူတို့ရဲ့အမှုမှာလည်းမမှန်သက်သေထွက်ဆိုမှုနဲ့အရေးယူပေးဖို့တရားစွဲဆိုခံသူရဲ့ရှေ့နေကလျှောက်ထားချက်ကိုတရားသူကြီးကပေးချခဲ့ပါတယ်။ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ဆရာဦးအောင်သိန်းကတော့ဒီ193ဆောက်လျှောက်တဲ့အချိန်လျှောက်လျက်ပေးတဲ့အချိန်မှာလည်းသူကလည်းဒီအမှုနဲ့ပတ်သက်လို့ ရာယုံမိုက်ဆိုင်ရာပတ်လက်ခဲ့တဲ့အခါကျလို့ရှိရင်ထက်ကိုအဆင့်မြင့်ရာယုံတွေမှာဆက်ပြီးတော့ပြင်ဆင်မှုတက်ရောက်သွားဖို့ကျွန်တော်တို့ပြောထားတာတော့ရှိပါတယ်။ဒါကျွန်တော်ကျွန်တော်ရဲ့ဆရာကြီးရဲ့ဒါကျွန်တော်ကျွန်တော်တို့ပြောထားတဲ့ဒိုင်းနာတစ်ခုပါ။ဒီနေ့ရုံချေဟာ73ချိန်မြောက်ဖြစ်ပြီးဦးမျိုးချစ်ကတရားစွဲဆိုထားတဲ့အမှုတွေကိုအမှုစစ်ဆေးလာတာ3လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ကျွန်တော်တို့နေနေမြင်နေမျိုးပြောရမှာဆိုရင်တော့နော်ဟိုလိုကောင်မဆီယမ်မာတွေလည်းအချိန်ကြီးအများကြီးပုံနေပေါ့ကျွန်တော်တို့ပြည်သူတွေလည်းအချိန်ကြီးအများကြီးဖြုံးနေရဆိုဖြစ်နေတယ် ကျွန်တော်ဆိုလည်းယုံကျိနှစ်ချိန်ရှိပါပြီ။နှစ်ချိန်လုံးမှာလည်းလာအချိန်ကြီးကုန်သွားတယ်။ကျွန်တော်မထွက်လိုက်ရဘူး။အများကြီးပေါ့အချိန်ကြီးဟိုနေ့နေဆုံးရှုံးတယ်ဆိုကျွန်တော်မြင်သိပါမြင်ပါတယ်။အမှုဆိုတဲ့အနေအထားတစ်ခုကတော့ကျွန်တော်ဆွဲဆုံမယ်ဆိုလို့ရှိရင်တော့ဟိုအားလုံးစုံမှာမဟုတ်ပါစစ်ဆေးလို့ရတဲ့အနေအထားမျိုးလေ။အားလုံးစုံမှာစစ်ဆေးလို့ရမယ့်အနေအထားမျိုးဆိုတော့ဟိုတရားသူကြီးကမလာလို့ယုံကျိပေးရတာရှိမယ်။ရှင်းနေမလာလို့ယုံကျိပေးရတာရှိမယ်။တက်တည်တည်မလာလို့ယုံကျိပေးရတာရှိမယ်။တရားလူတရားခန်းနေမလာတဲ့ပုံမျိုးမှာ ဟိုခွင့်တိုင်တာလေးရှိမယ်ဒါကြောင့်မို့အမှုအမှုတစ်ခုအမှုကိုကျွန်တော်တို့ကဟိုတစ်ခုတည်းအပေါ်မှာတော့မအချိန်ကာလအတိုင်းအတာတစ်ခုပေးရတဲ့အပေါ်မှာပေါ့နော်ဒီအမှုအများကြီးဆိုတဲ့အတွက်ကြောင့်မို့အချိန်ကာလအတိုင်းအတာတစ်ခုကတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကကြာမှာဖြစ်တယ်ပေါ့ကြာမှာဖြစ်တယ်ဆိုတဲ့ကိစ္စအဲ့တော့အချိန်တို့အတွင်းနဲ့ဒီအမှုတွေကိုပြီးစီးနိုင်ဖို့အတွက်ကိုလက်ရှိအချိန်မှာတော့အမြန်ဆုံးတော့ဆင့်အကောင်းဆုံးပေါ့ပြည်သူဝန်ကြီးဦးအောင်မြေရွေးကောက်ပွဲကိုယ်စားလှယ်ဦးမျိုးချစ်အနေနဲ့ဒေါ်အေးမြမျိုးကိုလမ်းပိတ်ဆို့မှုနဲ့ဆွဲဆိုထားတဲ့အမှုအပါအဝင်ကျောက်တန်းမြို့နယ်ကပြည်သူတွေကိုဆွဲဆိုထားတဲ့အမှု16ခုတိရှိပါတယ် っちの赤は